အပြာရုပ်ရှင်တွေကိုဘယ်အရွယ်မြင်နိုင်မှမှအများဆုံးကြည့်ကြလဲသဘောကျလေဆိုရင် channel ကို subscribe ခလုတ်ကိုနှိပ်ထားပေးကြပါဦးနော် အသက်အရွယ်မရွေးကြားမမရွေးအပြာရုပ်ရှင်ကြည့်ကြပါရစေအထူးသဖြင့်လူပြိုအပြိုဖြစ်ကစားအရွယ်လိင်မှုကိစ္စဆိုတာကို အသက်ဆန်းကိစ္စတစ်ခုလို့စမ်းသပ်လေ့လာချင်းကြတဲ့လူငယ်တဘာဝတွေကတော့ပိုပြီးကြည့်တာများပါတယ်ချစ်သူရည်စားရှိသူတွေအိမ်တောင်ရှိသူတွေအနေနဲ့လဲအပြာရုပ်ရှင်ကြည့်ခြင်းဖြင့် ကြာနေတဲ့ကိုယ့်ရဲ့လိမ့်စိတ်ကိုမြင့်တင်ပေးနိုင်တယ်လို့ကိုချီးရတဲ့သူနဲ့လည်းပုံမောကောင်းမွန်တဲ့အိမ်တော်ဒုက္ခကိုဖြည့်ဆည်းပေးဖို့ရမှာအထောက်အကူဖြစ်စေနိုင်ပါတယ်။အပြာရုပ်ရှင်နဲ့ပတ်သက်ပြီးဘာကိုအရင်ဆုံးသိခါတယ်လဲ။ရုပ်ရှင်ဆိုလားစိတ်ကူးရင်ဆက်လန်းတစ်ခုပါပဲ။ကြီးနေရတဲ့သူတွေအတွက်ထင်မထားလောက်တဲ့ရာသတမျိုးပေးစွမ်းနိုင်မှုရိုက်ကူရလာသည်ပြီးဒါကိုကြီးနေသူတွေလာတော့အာတိုင်းတိတိကျကျလိုက်လို့ဖို့မလိုအပ်ပါဘူး။လူသားတိုင်းလင်ကိစ္စကိုရှောင်လွဲနိုင်တာမဟုတ်ဘူးဆိုပေမဲ့ လင်ကိစ္စရဲ့သားကောင်ဘဝကိုတော့အရောက်မခံပါနဲ့အပြာရုပ်ရှင်ကြည့်ခြင်းဟာမကောင်းတဲ့ကိစ္စတခုလားစိတ်ပညာအရရော ကျမ်းမာရေးအနေနဲ့ပါဘာမှအပြစ်ပြောစရာမရှိတဲ့ကိစ္စတခုပါပဲလူတိုင်းအရွယ်လျောက်ပြီးတဲ့အခါမှာအပြာရုပ်ရှင်ကိုအ ਨੇ ဆုံးတစ်ကြိမ်လောက်တော့ကြည့်ဘူးတွေ့ဘူးစူးစမ်းလေ့လာဘူးကြတာကြီးပါပဲကိုအကျိန်းနဲ့ကိုမိုးဆက်ကြည့်ကြတယ်တချို့ကတော့ကြည့်ဖို့ကြွကိုရှေ့ယွန့်ကြကြတယ်ဒါကတော့တဘာဝပါပဲ မိဘတွေအနေနဲ့လည်းအပြာရုပ်ရှင်ကြည့်လာကိုမကောင်းတဲ့ကိစ္စတစ်ခုတပွင်ပုံဖော်နေမဲ့အစားခလီတယုတ်အရွယ်ရောက်လာပြီဆိုရင်အပြာရုပ်ရှင်လိန်ကျမ်းမရေကိုဝင်ဆောင်ချင်းလင်မတဆင့်ကုဆတ်ယောဂရီနဲ့ပတ်ကပ်ပြီးတီထားတဲ့နာတွေကိုဖျက်ပြပြီးပါတိုင်မင်ဆွေးနွေးလို့ရတဲ့အဖို့အဖြစ်သူတို့မြင်အောင်ပံ့ပိုးပေးပါ